Tesla ကုမ္ပဏီအချုံးပေါ်နေရာကြောင်းအစိုးရအလုပ်တွေ short ချသွားမယ်လို့ Elon Musk ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Tesla ကုမ္ပဏီဟာ2025ခုနှစ်ရဲ့ပထမ3လအတွင်းမှာပဲဝန်ငွေနဲ့အမြင့်ငွေတိတိတသားကျဆင်မှုနဲ့ကြုံတွေ့ခဲ့ရပြီးကုမ္ပဏီပိုင်ရှင် Elon Musk က Trend အစိုးရအဖွဲ့မှပါဝင်နေရတဲ့သူ့ရဲ့အခန်းကဏ္ဍကို short ချသွားတော့မှာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။ Elon Musk ရဲ့ American အစိုးရအဖွဲ့အတွင်းပါဝင်လှုပ်ရှားမှုတွေကြောင့်ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပြီး Tesla ရဲ့ လက်စစ်ကရောင်းအားဟာလည်းအခုလိုတိတိတတ်တာကျဆင်းလာခဲ့ရပါ2025ခုနှစ်ပထမ3လပတ်အတွင်း Tesla ကရောင်းအားဟာရခိုင်နဲ့3လပတ်အတွင်းကရောင်းအားထက်20ရာခိုင်နှုန်းကျဆင်းခဲ့ပြီးအမြတ်ငွေကတော့80ရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့ရတယ်လို့ကုမ္ပဏီကအင်္ဂါနေ့မှာထုတ်ပြန်ခဲ့ပါတယ်။ Elon Musk ဟာ Donald Trump ပြန်လည်ရွေးကောက်ခံရရဲ့အတွက် American Dollar တန်250ကျော်ပံ့ပိုးပေးခဲ့ပြီးလက်ရှိအစိုးရစွမ်းဆောင်ရည်မြင့်တင်ဝင်ကြီးဌာနရဲ့ အစိုးရအတုံးစိမ်းနဲ့ဝန်ထမ်းအာရှော့ချာရဲ့လုပ်ငန်းတွေကိုဥဆောင်နေတာဖြစ်ပါတယ်။နောက်လာဆလို့ဝန်ကြီးဌာနဘက်ကိုအချိန်များများပေးနိုင်တော့မှာမဟုတ်ပဲတမနာခွင့်ပြုပဲအကျိုးလဲရှိမယ်ဆိုရင်တပတ်မှာတရံနှစ်ရက်သာအစိုးရလုပ်ငန်းတွေအတွက်အချိန်ပေးမယ်လို့ Elon Musk ကပြောပါတယ်။